Hello အားလုံးမင်္ဂလာပါမင်းလင်းသူဒီတစ်ခါအမဲကျော်နီလေးကိုတစ်တော့ပေးထားတဲ့အတိုင်းလေးအခုလုပ်ကြည့်မယ်နော်အခုလုပ်ကြည့်မယ်ဆိုရင်မင်းလင်းသူကဘာရင်ထဲမလဲဆိုတော့စားစားပေါ့မင်းလင်းဟာမဲသားတစ်ပိတ်သားဆိုရင် စားနှစ်ချက်သားပေါ့နော်စားနှစ်ချက်သားဆိုတော့ဒါခံမှန်းပြီးတော့ထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးပြီဆိုရင်အချုံမုတ်ထည့်ပါမယ်အချုံမုတ်တစုံထည့်လိုက်မယ်ပြီးရင်ထုံမုတ်ဟွာကြောင်းလို့လည်းခေါ်တယ်နော်ဒါက ထုံမုံကြိုက်တဲ့လူတွေတော့ထဲပါနော်မကြိုက်ရင်လည်းမထဲပါနဲ့မေလင်းသူတို့ကတော့အထုံမုံကြိုက်လို့အထုံမုံထဲပါမယ်ပြီးရင်မရုပ်ကောင်းထဲမယ်နော်မရုပ်ကောင်းလေးနှစ်စွန်းလောက်ထဲပါမယ်ပြီးရင်ဘာထဲမလဲဆိုတော့ခင်းချက်အရက်မဟုတ်ရင်လည်းအရက်ဦးရည်လေးနည်းနည်းထဲမယ်နော်ရဲ့ဦးရည်လေးနည်းနည်းထည့်မယ်ပြီးရင်ရတာမဟုတ်ပေါ့အကင်မုံလို့ပြောတယ်ဒီလိုမျိုးအယောင်တင်မုံလေးလည်း ရင်သူကနှဆုံသုံးဆုံးတော့ထည့်လိုက်ပါမယ်။ကဲနောက်ဆုံးအနေနဲ့ဘာထည့်မလဲဆိုရင်ပြောင်းကော်မုံးလို့လည်းခေါ်တယ်၊မွေးကော်မုံးလို့လည်းခေါ်တယ်။သူကမင်းလင်းသူကတပိတ်တာဆိုတော့တစုံပဲထည့်လိုက်မယ်။ကဲအခုဒါကိုနေပါမယ်ရှင်။အခုဒါမင်းသူကတော့ရတာဝင်အောင်လို့လက်နဲ့ပဲတခြားနေလိုက်ပြီနော်။ဟိုနှံ့နေအောင်နေပြီဆိုရင်မင်းလင်းသူကဒီလိုဘူးထဲမှာ ဒီလိုလေးပေါ့ဒီလိုစီစီလေးထည့်ပါမယ်ရှင်။သူကအဲ့လိုစီစီလေးထည့်တဲ့ခါမှာကြော်တဲ့ခါကျရင်လေအဲသူ့အချောင်းလေးနဲ့ဒီပေါ့နော်။အဲ့လိုလေးထွက်လာမှာမလို့ပါထည့်လိုက်ပါအောင်မယ်နော်။အခုဒီလိုစီစီလေးစီနေနော်။မင်းလင်းသူအဆုံးထိမပြတော့ဘူးနော်။စီလိုက်ပါအောင်မယ်။ကဲဒီလိုစီစီလေးလုပ်ပြီးပြီဆိုရင်ဒီကက်တတာထဲမှာနှစ်ညထားရမယ်နော်နှစ်ရက်ပေါ့နှစ်ရက်ထားပြီးပြီဆိုရင်နောက်နေ့ကျရင်နေ့တနေ့လမ်းရမယ်နော်ပြီးကြမှာကြော်မှာပါရှင်